လက်ရှိမှာဂျပန်နိုင်ငံကိုတွားရောက်လည်ပတ်တာမလုပ်ကြဘို့တရုတ်နိုင်ငံသားတွေကိုတရုတ်အာဏာပိုင်တွေက တိုက်တွန်းနေပါတယ်။ဂျပန်ဝန်ကြီးချုပ်တာကိုင်ချီဆာနေရဲ့ထိုင်ဝမ်ရေးမှတ်ချက်စကားကိုလက်တုံးပြန်လာလို့တရုတ်အာဏာပိုင်တွေက ပြောပါတယ်။တရုတ်နိုင်ငံရဲ့ဝန်ကြီးဌာနကတောက်ကြနေနှောင်းပိုင်းမှာကြေညာချက်တည်းထုတ်ပြန်ခဲ့ပြီးဆာနေရဲ့ထိုင်ဝမ်ရေးရန်လိုတဲ့မှတ်ချက်ကိုရှုံချကနှစ်နိုင်ငံကြားပြန်လည်ပတ်မှုကိုအပြတ်သဘောဆောင်စွာထိခိုက်စေတယ်လို့ဆွဆွဲလိုက်ပါတယ်။ တရုတ်နိုင်ငံရဲ့ဝန်ကြီးဌာနကတောက်ကြနေနှောင်းပိုင်းမှာကြေညာချက်တည်းထုတ်ပြန်ခဲ့ပြီးစာနေရဲ့ထိုင်ဝမ်ရေးရန်လိုတဲ့မှတ်ချက်ကိုရှုံချကနှစ်နိုင်ငံကြားပြန်လည်လေပတ်မှုကိုအပြတ်သဘောဆောင်စွာထိခိုက်စေတယ်လို့ဆွဆွဲလိုက်ပါတယ်။ဂျပန်နိုင်ငံရှိတရုတ်နိုင်ငံသားတွေရဲ့အသက်အိုးအိမ်နဲ့ဘေးကင်းလုံခြုံမှုဟာအခုခါအန္တရာယ်ရှိလာတယ်လို့ထုတ်ပြန်ချက်ကဖော်ပြပြီး လုံခြုံရေးအခြေအနေကိုအပြည့်အဝဂရုစိုက်ကြဖို့တိုက်တွန်းလိုက်ပါတယ်။ထိုင်ဝမ်အရေးစီးရေးရာရေးပေါ်အခြေအနေဟာဂျပန်ကိုချိန်ချောက်နေတဲ့အခြေအနေတရက်ဖြစ်သတ်မှတ်နိုင်တယ်လို့စာနေကဒီလအစောပိုင်းမှာလွှတ်တော်မှာပြောကြားခဲ့ပါတယ်။တရုတ်ကနေဂျပန်ကိုလာတဲ့ခရီးသွားတွေနှစ်နိုင်ငံကြားပြန်လည်လေပတ်ရေးစီစဉ်တွေနဲ့ပတ်သက်လို့စိုးရိမ်မှုတွေမြင့်တက်နေပါတယ်။အခုနှစ်ဇန်နဝါရီလကနေစက်တင်ဘာလအတွင်းတရုတ်ကနေခီးသွားရေးအတွက်ဟာ9.48တန်ရှိခဲ့ရာ ဂျပန်ကိုလာတဲ့ကမ္ဘာလက်ခီးသွားတွေအများဆုံးဖြစ်ခဲ့တယ်လို့ဂျပန်ခီးသွားလုပ်ငန်းအဖွဲ့အစည်းကပြောပါရယ်မှတ်တမ်းစီစဉ်တစ်ခုမှာတိဖြတ်ထားတဲ့မိန်ကွန်းတစ်ခုထုတ်လွှင့်မှုနဲ့ပတ်သက်လို့လာမယ့်အပတ်မှာဗြိတိန်သတင်းဌာန BBC ကိုအရေးယူမယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကပြောပါရယ် လာမယ့်သတင်းပတ်မှာဒေါ်လာ1ဘီလီယံနဲ့5ဘီလီယံကြားနှင်းနာကြေးတောင်းဆိုဖို့ BBC သတင်းဌာနကိုကျွန်တော်တို့တရားစွဲဆိုမှဖြစ်ပါတယ်လို့ Donald Trump ကတောက်ကြနေမှာ Air Force 1လေယာဉ်ပေါ်မှာပြောပါတယ်။အဆိုပါကိစ္စနဲ့ပတ်သက်လို့လာမယ့်အပတ်မှာ Britain ဝန်ကြီးချုပ် Keir Starmer ကိုဖုန်းခေါ်ဆိုမယ်လို့သူကဆိုပါတယ်။ ဒေါ်နယ်ထရန့်ရဲ့မိန့်ခွန်းတစ်ပိုင်းတစမှာ2021ခုနှစ်ကပီတိုဟေးအတီကိုင်းဖြစ်အောင်ခေါ်ဆိုခဲ့တယ်ဆိုတဲ့ထင်မြင်ယူဆချက်ဖြစ်အောင်ဆက်ထားတယ်လို့ဗြိတိန်သတင်းစာတစ်စောင်ကအစောပိုင်းမှာဖော်ပြခဲ့ပါတယ်။တီးဖြတ်ထားတဲ့ဒေါ်နယ်ထရန့်ရဲ့မိန့်ခွန်းကိုပြီးခဲ့တဲ့နှစ်က BBC အစီအစဉ်တစ်ခုမှာထုတ်လွှင့်ခဲ့တာပါ။ဒေါ်နယ်ထရန့်ရဲ့ရှေ့နေတွေဟာ BBC သတင်းဌာနကိုစာတစောင် ပေးဖို့ကမင်းငွန်းထုံးလွှင့်တဲ့အစီအစဉ်ကိုပြန်ရုပ်သိမ်းဖို့တောင်းပန်ဖို့နဲ့တင့်တော်တဲ့ရောချေးပေးဖို့တောင်းဆိုခဲ့ပါရယ်။ BBC သတင်းဌာနကကြာတာပရိနေမှာကြေညာချက်တည်းရထုတ်ပြန်ကမင်းငွန်းတီဖြတ်မှုအတွက်တောင်းပန်ခဲ့ကြောင်းအင်ဖြူရောကိုစာတစောင် ပေးပို့ခဲ့တယ်လို့ပြောပါရယ်အတေဖြတ်မှုဆိုတဲ့ပြောဆိုချက်ကိုကျွန်တော်တို့လုံးဝသဘောမတူပါဘူးလို့ BBC သတင်းဌာနရဲ့ထုတ်ပြန်ချက်က ဖော်ပြပါရယ်